တော့ဆရာအင်တာဗျူးတစ်ခုမှဖြေသွားတဲ့ကိစ္စပဲဟို NUG အနေနဲ့ရရှိတဲ့အလူငွေတွေက64ရာခိုင်နှုန်းကိုစီရင်မှာအသုံးပြုလိုက်တယ်ဆိုတာပဲပေါ့နော်ဟို public ဘက်ကဒီဝေဖန်သူတွေဘက်ကပြန်ထွက်လာတဲ့အတန်တွေကြီးလို့ရှိရင်ဒီပေါ်မှာမယုံဘူးဆိုတဲ့ဟာတွေကိုဓာတ်ရိုက်ပြောတာမျိုးတွေရှိတယ်ပေါ့နော်ဆရာအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာတို့ဘယ်လိုမျိုးဖြေရှင်းပေးလို့ရမလဲပြီးတော့ဒါနဲ့ပတ်သက်ပြီးတခုခု evidence တော်တော့ကောင်းတခုခုထုတ်ပြဆိုလို့ရှင်ပြရရှိလားဆရာ PDF တက်ရင်းဆိုတော့300ကျော်ရှိတယ်အဲ့လိုပဲတိုင်းသားတော်လှန်ရေးရဲ့တက်ဖွဲ့တွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဒီ PDF တက်ရင်းတွေပေါ်မှာကျွန်တော်တို့ကပြင်ဆင်စုဖွဲ့ရတာတွေရှိတယ်နော်အဲ့မှာဘာတွေကုန်ကြစရိတ်တွေရှိမလဲဆိုရင်ကျွန်တော်တို့တွေဒီဒီတက်ရင်းတွေပဲသွားနေမလဲပေါ့နော်ဒီတက်ရင်းတွေနေထိုင်စရိတ်ရှိတယ်နော်ပြီးရခါဒီတက်တက်ရင်းစီရဲ့စားစားစီတောက်စီနေ့တိုင်းထမင်းစားကြရတယ်နော်ကျွန်တော်တို့ကနောက်ပြီးတော့ခုနကဒါကအဲ့တက်ရင်းတွေကိုမလို့လို့ဆိုပြီးဖြုတ်လို့လည်းမရဘူး တကယ်တော့လိုလဲလိုအပ်တယ်။နော်အဲ့ဒါကြောင့်ဒါနံပါတ်အခြေခံစရိတ်ဒီတရင်တွေကိုရဲ့နေစရိတ်ထိုင်စရိတ်စားစရိတ်နော်အဲ့ဒါတွေကဟိုတယောက်ကိုဘယ်လောက်တို့ဘာလို့ကျွန်တော်တွက်ပြရင်ကတော့အဲ့ဒါအချိန်ကြီးအရင်ကြလုံးပါပေါ့နော်။ဒါလည်းအတင်းတင်းဆိုတော့ကျွန်တော်တို့ထုတ်ထုတ်တော့ပြောနေတာရှိပါတယ်နော်။အဲ့ဒါတွေရှိမယ်။ပြီးရင်နောက်တစ်ခုက equip လောက်ရတဲ့ကိစ္စဒီတရင်တွေကို training တွေလောက်ရတယ်။အဲ့ training တွေရဲ့စရိတ်တွေရှိတယ်။ပြီးရင်နောက်တစ်ခုကတော့အဲ့တရင်တွေကိုကျွန်တော်တက်ဆင်ရတယ်။တက်ဆင်တဲ့အခါမှာအခုချိန်ထိတောင်မှ၃ရက်ကျော်ကျွန်တော်တို့ပြည့်စုံအောင်လက်နဲ့မတက်ဆင်နိုင်သေးဘူး။ ဘာလို့ဒီစစ်သားတယောက်ကိုပြည့်ပြည့်စုံစုံ equipment ပေါ့နော်တနတ်နဲ့ကြီကာနဲ့အုတ်ထုပ်နဲ့ vest နဲ့နော်အကုန်လုံးပြည့်စုံအောင်တက်ဖို့ဆိုတဲ့ကိစ္စကတယောက်တယောက်ဆိုရင်တော့မအမေရိကန်ဒေါ်လာဒါတော်တော်လေးကုန်ကြတဲ့ဈေးပေါ့နော်အဲအဲ့ဒါတွေကလက်နက်တက်ဆင်ကြီးဈေးပြီးရင်နောက်တစ်ခုကလက်နက်တက်ဆင်တယ်ဆိုတဲ့ကိစ္စမှာပုံမှန်တက်ဆင်တာရှိတယ်လို့တိုက်ပွဲဝင်တော့မယ်ဆိုတော့တက်ရင်တွေကိုတက်ဆင်ရတာကြတော့တီးကြသူကဘာလဲဆိုတော့တိုက်ပွဲတစ်ခုကိုဝင်တဲ့အခါမှာဒီ ဒီ equate ပြုတ်ထားတဲ့သူတွေမကောက်ကျွန်တော်တို့ကလက်နက်ကြီးတွေလိုတယ်။နောက်ဥမာပြလူတယောက်ကိုရိုးရိုး machine gun တစ်ခုတလက်တက်ဆင်ထားတာထားရုံနဲ့မကောက်ဘူး။တကယ်တမ်းတိုက်ပွဲဝင်တော့မယ်ဆိုရင်တော့ RPG တွေလိုလာတာရှိတယ်။နောက်ကျွန်တော်တို့ကဒါကိုလုံးကြီးလိုဟာမျိုးတွေပြစ်ပြရတာတွေရှိတယ်။ဘုံသီးတွေလိုတယ်။အဲဒါမျိုးတွေပေါ့နော်။အဲ့တော့တိုက်ပွဲဝင်ပြီဆိုရင်အဲ့တိုက်ပွဲတစ်ပွဲအတွက်တီးခြားကုန်စားကုန်ကြစည်တွေကလည်းထပ်ရှိတယ်ပေါ့နော်။အဲ့တော့ပြောချင်တာကအဲ့ဒါတွေကကျွန်တော်တို့ရဲ့ဒီတောက်လျှောက်အချိန်နဲ့အမျှကုန်ကြနေရတဲ့ ကုန်ကြစည်းနေလို့ကျွန်တော်တို့ကတော့ပြောခြင်းတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့အဲ့ဒီထုတ်ပြန်ချက်ထဲမှာလည်းကျွန်တော်တို့ထည့်ရေးထားတယ်ကျွန်တော်ဒီဒီပတ်စံတွေအကုန်လုံးတုံးထားတာအန်ယူဂျီတခုတည်းမဟုတ်ဘူးဟိုက PDF ဖွဲ့စည်းရေးတခုတည်းကိုပဲလုပ်နေတာမဟုတ်ဘူးတိုင်းသားတော်လိုင်းအင်အားစုတွေနဲ့လည်းဒါမျှဝေပြီးတော့တုံးဆွဲနေကြတယ်ရှိတယ်အဲ့ဒါ၄ဆိုလည်းကျွန်တော်တို့သတင်းထုတ်လို့မရဘူး ကျွန်တော်တို့ထုတ်လို့ရတဲ့ဟာဆိုထုတ်တယ်ဒါပြီးခဲ့တဲ့အ6လ9လလောက်ကထင်တယ်ကျွန်တော်တို့ဒီချင်းချင်းပြည်နယ်ဘက်ကဒေါ်လာအင်အားစုတွေကိုကျွန်တော်တို့တွေဒေါ်လာဘလောက်ကျွန်တော်တို့ပေးလိုက်တယ်ဆိုတာမျိုးပေါ့နော်ဒါမျိုးတွေဆိုရင်တော့ကျွန်တော်တို့ကတိုင်းသားတွေကလည်းသဘောတူတယ်တို့အဖွဲ့အစည်းတွေကဒါကိုသတင်းထုတ်ပါလို့ပြောသဘောတူညီမှုရတယ်ကျွန်တော်တို့ဒါသတင်းထုတ်တယ်ဒါပေမဲ့သတင်းထုတ်ပြန်လို့မရသေးပဲမရပဲနဲ့ကျွန်တော်တို့တွေဒီလိုမျိုးငွေကြေးရတဲ့စုံတရားတိုင်းသားဒေါ်လာအင်အားစုတွေနဲ့မျှဝေတုံးဆွဲနေတာတွေလည်းဒါရှိပါတယ်လို့နော်အဲ့တော့ခတ်တာကဘုရားကစည်ရင်ရှင်းတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့က ခုနစားတော့စိတ်ပါညာဒါတွေကတွက်ကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကလက်နဲ့ဘဏ္ဍလက်ဝယ်ထားပါတယ်လို့နော်ကျွန်တော်တို့မှာ RPG ဘဏ္ဍလက်ဝယ်ထားတယ်တလက်ကိုဘလောက်နော်အဲ့တော့ငါးလက်ဝယ်ရတဲ့ကြောင်ဘလောက်ဆိုတော့အဲ့စရင်ကထုတ်ပြလို့မရပါဘူးနော်အဲ့အရာတွေအကုန်လုံးကတော်လန်ရဲ့စစ်အင်အားပါအဲ့တော့အခုအမှန်တိုင်းပြောရင်စစ်တပ်ရဲ့စစ်အင်အားလည်းကျွန်တော်တို့မသိရအောင်အဲ့အရာအရန်လိုက်ထောက်လှမ်းရတာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့လိုအခြေအနေမျိုးအတိအကျပေါ့ဗျာတာမန်ဟိုဟိုအခြေအနေတစ်ခု မဟိုကုမ္ပဏီတစ်ခုမှာစရင်ရှင်းလို့ဘယ်ရအရောဘလောက်ဝယ်ထားတယ်ပတ်စံဘလောက်ကြားတယ်ဘယ်ရအရောဘလောက်ဝယ်ထားတယ်ပတ်စံဘလောက်ကြားတယ်စုစုပေါင်းဘလောက်ပါဆိုတော့အဲပုံစံမျိုးနဲ့စရင်ရှင်းမှုတော့နည်းနည်းလေးအခက်ခဲရှိတဲ့အခြေအနေဖြစ်တယ်နောက်ပြီးတော့ခုနကစရင်ဖော်လို့မရတယ်သတင်းတော်ထုတ်လို့မရဘူးဆိုရင်ကစရင်လည်းဖက်ဖော်လို့မရဘူးဆိုတော့အခြေအနေမျိုးတွေနဲ့တုံးနေရတာမျိုးတွေလည်းဒါအများကြီးရှိပါတယ်လို့အဲ့တော့အဲ့အရာတွေကိုတော့ဟိုကျွန်တော်တို့ကတော့အပြေအဝါဒါတစ်ချိန်ချိန်ကြာရင်လည်းဒါစရင်စစ်လို့ရတဲ့အခြေအနေတခုကတော့ဒါရောက်လာအောင်ပါပါเนาะအဲ့တော့ဟို NUG က အဲဒီဟာတွေနဲ့ပတ်သက်ပြီးတော့တစုံတရာအဲမဟုတ်မမှန်လောက်ထားတယ်ဆိုရင်လေခုနကကျွန်တော်ပြောတဲ့ transitional justice ဆိုတာအဲ့ဒါလည်းပါတယ်နော် transitional justice လို့ပြောရင်စစ်တပ်ကြီးပဲမဟုတ်ဘူး NUG ကလူတွေဒီပြည်သူလူထုကထည့်ဝင်ထားတဲ့ငွေတွေပေါ်မှာအလွဲသုံးစားလောက်တာမျိုးတွေနော်တလွဲသုံးချတာမျိုးတွေပေါ်ပေါက်တယ်ရှိခဲ့တယ်ဆိုတာကိုတသက်ထောက်ထားပြနိုင်တယ်ဆိုရင်ဘယ်သူမှဆိုအဲ့ transitional justice မှာ comedy ပေါ်လာတိုင်လို့ရတယ်အဲ့ဒါစစ်စစ်ပေါ်ပေါက်ရင်အဲ့ NUG ကလူတွေလည်းအဲ့ဒါ တရားစွဲခံရမှာပဲသူတို့လည်းပြစ်ဒဏ်ခံရမှာပဲအဲ့တော့ဒီအခြေအနေမျိုးတခုတော့ရှိတယ်ဆိုတာလေးရှင်းပြကြပါမယ်လို့ဟုတ်ကြာလို့ဆို NUG ရဲ့အခုဒီငွေကြေးသုံးဆွဲမှုဒီ process တခုလုံးအတွက်ကိုဒီဥစ္စာလွတ်လပ်ပြီးတရားမျှတတဲ့စရင်စစ်ရန်တရားမျိုးရှိလားပြီးကြတော့တစ်ချိန်ကြာလို့ရှိရင်ဒီဟာတွေအကုန်လုံးကို ပြန်ပြီးတော့ဒီလိုဟိုဥစ္စာဟို ပြန်ပြီး release လုပ်ဖို့တော်လကောင်အဲ့လိုမျိုးစင်ရှင်းနဲ့လုပ်ပေးဖို့တော်လကောင်အဲ့လိုမျိုးရှိလားဆရာဟုတ်လုတ်လုတ်ရမှာပါရှိပါတယ်စင်ရင်စစ်ရန်နေရကျွန်တော်တို့ဒါအရင်တော့စင်ရင်စစ်ချုပ်ကျွန်တော်တို့ရှိခဲ့တယ်ဒါပေမဲ့အခုတော့ဒါလစ်လက်နေရပေါ့နော်ဒါပေမဲ့စင်ရင်စစ်ချုပ်ကြီးလစ်လက်နေမှာစင်ရင်စစ်ရန်နေရတော့သူအရင်ပုံစံတိုင်းဆက်လက်ပြီးတော့လဲပတ်နေတယ်ခုနကလုတ်ဖို့အစီအစဉ်ရှိတာမရှိတာလည်းမသိဘူးအဲ့ဒါလုတ်ကိုလုတ်ရမယ်ကိစ္စနော်အပြည်သူလူထုထည့်ဝင်ထားတဲ့ပတ်စံတွေအပေါ်မှာဒီလိုပဲတုံးတုံးလိုက်ရကွာဆိုတာမျိုးတော့မရဘူးလေနော်ချိန်ချိန်ကြရင်ကျွန်တော်တို့ကဒါအခုက ကျွန်တော်တို့ NUG က INUG ပေါ့နော် Interim National Unity Government နော်ဂျာကာလာဖွဲ့အမျိုးသားညီညွတ်ရေးဆိုတာတချိန်ကြာရင် transitional ကြာရင် transitional government တရဆိုတာပေါ်လာအောင်ပါ။ဟောအဲ့ပေါ်လာတဲ့ government ကနေပြီးတော့ဒီမှာရှိထားတဲ့စည်ရင်းစရားတွေအကုန်လုံးအခုဆိုရင်ကျွန်တော်တို့သုံးဆွဲမြတွေအကုန်လုံးစည်ရင်းရှိရတယ်မရှိလို့မရအောင်။အဲ့ဒါပေမဲ့ခုနကတော်လန်ရဲ့ချိန်နေရခုနကဘယ်လိုခေါ်မလဲခေါင်းစဉ်ပေါ်လို့မရတဲ့ဟိုပါစည်ရင်းတွေတော့ရှိတာပါဗျာ။ရှိရဆိုတော့ကျွန်တော်တို့စည်ရင်းထဲမှာတော့ ခေါင်းလင်ပေါ်ရတာပေါ့ဗျာဒါပေမဲ့အဲ့အရာတွေကအပြင်ဟိုသာထုတ်ပြလို့မရဒါပေမဲ့တစ်ချိန်ကျရင်တော့အဲ့အရာတွေကစရင်စစ်ကဒီနောက်ထပ် transition နဲ့ government ရဲ့ပေါ်လာရင်အဲ့ဟာတွေအကုန်လုံးစရင်နေတဲ့တကွာအဲ့အာမလေးနော်ရငွေရဘလောက်သုံးဝရဘလောက်ဒါတွေကအက်ကိုအက်ကမှာအက်တဲ့အခါမှာလည်း transition နဲ့အဲ government တရက်ကပေါ်လာမဲ့ government ကသူ့သူ့ရဲ့ဒီကုနာအဲ့အဲ့ခါကျရင်လည်းစည်ရင်းစည်ချုပ်အခုအခုစည်ရင်းစည်ချုပ်ဆိုရင်တော့ဗျာ NUG ကခန့်တဲ့စည်ရင်းစည်ချုပ်ဖြစ်နေဦးမယ်ဟိုမှာ T transition နဲ့ကျရင်လည်းအဲ့ government ကခန့်တဲ့စည်ရင်းစည်ချုပ်ကဒါတော့ပြန်ဆက်ရမှာပဲ မပြန်စစ်ပြီးတော့အဲ့ဒီဟာတွေပေါ်မှာဒါလွဲချော်မှုရှိရယ်ဆိုရင်ဒါပြန်ပြီးတော့အဲပြန်တောင်းအဲ့ခါပြောကြရင်လိုအပ်ရင်ဒီလက်ရှိအယူရှိမှာတာဝန်ရှိရလူတွေတော့ရှင်းရမှာတော့ရှင်းပြရမှာပေါ့နော်ဆိုပါဆိုအဲ့လိုအခြေအနေမျိုးတွေကတော့ဒါဖြတ်တန်းရမှာဖြစ်ပါတယ်အဲ့လိုအကုန်လုံးဟုတ်ဟုတ်ခုနဆရာပြောရတဲ့အထက်မှာ PDF တက်ရင်တက်ဖွဲ့တွေနှုတ်ဟိုကနှုတ်ထွက်တဲ့ကိစ္စပေါ့နော်ကျွန်တော်တို့သိရသလောက်ဆိုလို့ရှိရင်ခုနဖွဲ့လောက်တော့မြင်ရတာပေါ့နော်ဒါပေမဲ့ဟိုဒါကလည်းကျွန်တော်တို့ collect လုပ်လို့ရသလောက်ပါဆရာတို့ ဒီမှာအမှတ်တမ်းရဆိုလို့ရှိရင်ဘယ်နှက်ဖွဲ့လောက်နှုတ်ထွက်တာရှိပြီလဲဆရာဟုတ်ဟုတ်အဲ့ဒါကတော့ဟိုခုနကကျွန်တော်ပြောသလိုပဲလေကျွန်တော်တို့မှာတန်ရင်းပေါင်း300ကျော်ရှိတယ်အဲဘယ်နှက်ဖွဲ့နှုတ်ထွက်တယ်ဆိုတော့ကျွန်တော်တို့ပြောလို့မရဘူးဒါပေမဲ့နှုတ်ထွက်မှုတွေရှိနေတာတော့ဟုတ်တယ်အဲ့လိုပဲနှုတ်ထွက်မှုတွေရှိသလိုပဲဒီထပ်ပြီးတော့အခုချိန်အခုတန်ရင်းတွေဖြစ်နေတဲ့ဒါပူးပေါင်းလို့တဲ့ local defense force တွေရှိသလိုထပ်ပြီးတော့ဝင်လာတာတွေကိုတန်ရင်းတန်ရင်းသာပြင်ကျွန်တော်နောက်တန်ရင်းတွေအစ်အစ်ဖွဲ့တာတွေလည်းဒါတွေလည်းရှိနေတယ်ပေါ့နော်ဒါပေမဲ့စစ်အင်အားအရာဖြစ်တဲ့အကြောင်းမလို့ ဟိုတည်ရင်ဆိုပါဆိုပြတည်ရင်အခုဆိုရင်တော့တည်ရင်ဘယ်နဲ့ရင်းလဲဆိုတော့ကျွန်တော်တို့တွေဒါဒါတိနေပြီပေါ့နော်သုံးခါကြောက်ရှိရဲဆိုတာမျိုးအဲ့တော့ဘယ်နဲ့ဘယ်နဲ့ဖွဲ့ရနှုတ်ထွက်သွားတယ်ဘယ်နဲ့ဖွဲ့ရကြံတယ်ဒါမျိုးတွေဆိုတဲ့ဟာကတော့ကျွန်တော်တို့အတိအကျစရင်တော့ရှိမှာအဲ့ဒါတော့ကျွန်တော်တို့ထုတ်ပြောဖို့အစီအစဉ်မရှိပါဘူးဒါပေမဲ့တိတ်အများအများကြီးပေါ့နော်ခုန300ကြောက်ရှိတယ်ဆိုတဲ့အထက်မှာအဲတည်ရင်နေဟို ဆယ်ကနန်းလောက်ယာကနန်းလောက်ထွက်သွားတဲ့အခြေအနေမျိုးမဟုတ်ဘူးပေါ့နော်တချို့တွေအဲ့မှာရင်းနေကြလို့ဟာတန်ရင်းတွေထွက်ရင်းထွက်ရင်းနဲ့ NUG တက် MOD ကဘာတက်မှမချန်တော့ဆိုတာမျိုးဖြစ်သွားအဲ့လိုမျိုးတော့မဟုတ်ပါဘူးလို့နော်အဲ့တော့နောက်ပြီးတော့ထွက်တယ်ဆိုရက်တက်ရင်းနေမှာလဲသူ့အကြောင်းပြချက်နဲ့သူရှိပါတယ်အဲ့တော့ဟိုထွက်သွားကြပြီဆိုတော့လေကျွန်တော်တို့တွေကဟိုဘယ်လိုခေါ်မလဲရန်သူတွေလို့ဗျာမုံတီးပြီးလမ်းခွဲကြတာမဟုတ်ဘူးဒါကိုပြောချင်တာနော်ဘာလို့ဆိုအားလုံးကဒီတော်လန်ရေးအတွက်ပဲဆိုပြီးတော့ဒီထဲဝင်လာကြတာလေနော်ဝင်လာကြတယ်ဆိုတဲ့အခြေအနေမှာ စစ်တပ်မှာတော့ဒီ chain of command ဆိုတာအရေးကြီးပါတယ် chain of command ဆိုတာတော့ဒါ main base ကိုကဲမှုပေါ့ဗျာနော်အဲ့ chain of command ကိုလိုက်နာရတယ်အ chain of command ဆိုတဲ့ကိစ္စမှာသူကမဟာဗျူဟာရတိုက်ပွဲဖော်မယ်ပေါ့နော်မဟာဗျူဟာရတိုက်ပွဲကဘယ်နေရာမှာဖော်ဖို့ရှိရဲ့ဘယ်နေရာကတော့ဒါမြူစစ်ပေါ့စသဖြင့်ပေါ့ဗျာနော်အဲ့အဲ့အဲ့ခါကျတော့တေးကြတဲ့မဟာဗျူဟာရတိုက်ပွဲကြီးတွေဆင်နွှဲမဲ့နေရာနဲ့ဒါမြူစစ်ကစားမဲ့နေရာနဲ့ကတော့အခြေအနေချင်းကမတူနိုင်ဘူးနော်အဲ့ခါကျတော့ကျွန်တော်တို့ကတစ်ခါတစ်ခါကျတော့လိုအပ်တဲ့နေရာမှာလိုအပ်တဲ့အချိန်တွေမှာလိုအပ်တဲ့နေရာတွေကိုတက်ရွှေ့တက်ပြောင်းနေလောက်ကြရတယ် အဲ့လိုလောက်ကြရတဲ့အခါမှာတချို့ကြတော့လေမလိုက်ချင်ကြဘူးမလိုက်ချင်ကြတာရှိတယ်လက်ရှိရှင်ရဲဆွဲကိုစပြီးတော့ရောက်ကတဲ့ကရှိနေတဲ့နေရာတွေမှာအစင်လဲပြေနေပြီပေါ့ဗျာအဲ့တော့ဒီကစူးစီးမှုကြီးကိုဖျက်ပြီးတော့အခြားနေရာကိုရွှေ့ရမယ်ဆိုတော့အမိန်ပေါ့နော်ဒါအမိန်ပေးတာပဲလေနော်တက်ဆိုတာအမိန်ပေးရအဲ့အမိန်ကိုမနာခံဘူးဆိုရင်တော့ဒါကမေအော်နေခဲ့လိုက်ကွာဆိုပြောလို့မရအောင်အမိတ်မနာခံရင်တော့ဒီတက်ကထွက်ရတယ်ဆိုတဲ့သဘောတွေရှိတယ်ပေါ့နော်အဲ့အဲ့ခါမျိုးကြတော့ကျွန်တော်တို့ကတချို့ကြံခဲ့တဲ့တက်ဖွဲ့တွေဟာ အဲကိုကိုကိုနီကိုဟန်နဲ့ကျွန်တော်တို့ကဒီ MOD အနောက်ကိုမလိုက်တော့ဘဲနဲ့ထွက်ပြီးတော့အဲ့အဲ့နေရာမှာပဲဆက်ပြီးတော့အခြေဆိုင်ပြီးတော့အဲ့နေရာမှာပဲဒေါ်လာရေးတာဝန်တွေကိုဆက်ပြီးတော့ထမ်းဆောင်ရတယ်ဆိုတဲ့အခြေအနေမျိုးတွေရှိပါတယ်။နော်အဲ့လိုပဲတချို့ကြတော့လည်းပဲအာခုနကလက်နက်ထောက်ပံ့မှုကိစ္စတွေပေါ့နော်။အဲ့ဒါတွေပေါ်မှာမချိန်တတ်တာ။အဲ့ဒါလည်းကျွန်တော်ထပ်ပြီးတော့ရှင်းပြရရင်ခုနစီရေးစီမံချက်နဲ့ဆိုင်ပါတယ်။စီရေးစီမံချက်မှာတနိုင်ငံလုံးမှာတော့တိုက်ပွဲတွေတော့ဖော်နေတာပဲ။ဒါပေမဲ့ခုနကတကယ် တိုက်ပွဲအကြီးကြီးဖော်ရတဲ့နေရာမျိုးနဲ့ခုနကမြူစစ်လိုနေရာမျိုးနဲ့အဲ့အရာတွေကတော့မတူဘူးမတူတဲ့အခါမှာလက်နဲ့ထောက်ပံ့မှုမှလည်းဗျာကျွန်တော်တို့တွေကအကုန်လုံးကိုတပြင်းကြီးတာမန်အခြေအနေမဟုတ်တဲ့အတွက်ကြောင့်အကုန်လုံးကိုတပြင်းကြီးထောက်ပံ့နိုင်ဖို့ကျွန်တော်နည်းနည်းခက်တယ်ခက်တဲ့အခါကျတော့တချို့နေရာတွေမှာနည်းနည်းဟိုပို့ပေးရတယ်အဲ့ဒါတွေကလည်းခုနသေးမှာပြောပါဦးမှာမူတည်ပြီးတော့ဒီနေရာဒီတက်ဖွဲ့ဆိုပို့ပေးရတာရှိတယ်ဒီနေရာဒီတက်ဖွဲ့ကတော့နည်းနည်းလေးညော့တာမျိုးရှိတယ်ဒီလိုအခြေအနေတွေပေါ်မှာလည်းအဲတိတ်ပြီးတော့ ဟို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 ခံစားချက်တစ်ခုတစုံတရာရှိတယ်ဆိုတဲ့အခြေအနေမျိုးနဲ့တော့ဒါဒါဒါတွေနှုတ်ထွက်တာမျိုးတွေလည်းရှိပါတယ်အကြောင်းပြချက်မျိုးမျိုးရှိကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့အပြည့်အဝယုံကြည်တယ်ဒါ MOD ရဲ့ chain of command အောက် မှာမရှိတော့ပေမဲ့အခုလည်းပဲတော့ MOD ရဲ့ chain of command အောက်မှာမရှိပေမဲ့ MOD နဲ့ဒီကျွန်တော်တို့ပူပေါင်းစေရေးရပူပေါင်းဆောင်ရမယ်ဆိုတော့ဒါ BBL ဆိုရင်ဒီလိုပဲလေနော်မောင်ဆောင်ကားတို့ရဲ့ BBL ဆိုရင်ကျွန်တော်တို့ MOD ရဲ့ chain of command အောက်မှာမရှိဘူးဒါပေမဲ့ MOD ရဲ့ chain of command အောက်မှာမရှိပြင်မဲ့စီရေးရပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့ဒါတိုက်ပွဲတွေပူးပြီးတော့ပူးတွဲပြီးတော့ဖော်နေတာရှိတယ်လေနော်အဲ့တော့အဲ့လိုအခြေအနေမျိုးနဲ့ပဲကျွန်တော်တို့ကတော့အဲစီရေးရပူးပေါင်းဆောင်ရွက်မယ်အဲ chain COC အောက်မှာရှိမနေပဲမိမဲ့အခြားသောစီရေးရပူးပေါင်းဆောင်ရွက်တယ်လို့တစ်ဖက်နဲ့တစ်ဖက်ဒါရန်သူလို့မဟုတ်ပဲနဲ့မိဖက်တွေအနေနဲ့ဆက်ပြီးတော့လက်တွဲဆောင်ရွက်သွားရမယ်အခြေအနေမျိုးဖြစ်ပါတယ် PDF တက်ရင်နဲ့နှုတ်ထွက်တဲ့အခါမှာကျွန်တော်တို့ဥမာဂန်ဂောဖျံရဲ့ PDF တက်ရင်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ကြရနေစုံလမ်းတဲ့အခါမှာအဓိက တို့ရဲ့ဟိုဖက်ဒရယ်အရေးကိစ္စပေါ့နော်ရောဒေတာကိုဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ဟိုစအနာဂတ်ပြည်တော်စုမှာပါဝင်ခြင်းနဲ့ဆိုပြီးပြောတယ်နောက်တစ်ခုဆရာပထမပြောရတဲ့မှာတရုတ်တို့ဘာတို့ကနေမှာဥစားဒီနိုင်ငံတကာကနေမှာ NUG ကိုချင်းကတ်တဲ့အခါမှာခုနပြောသလိုသူတို့ဘက်က NUG လိုချင်တဲ့ NUG ဒီတော်လိုင်းတက်တယ်ပြောနေတယ်ဖက်ဒရယ်ကဘလို့အရာမျိုးလဲဆိုလို့ရှိရင် NUG မှာပြောစရာမရှိဘူးဆိုတဲ့ဟာမျိုးနိုင်ငံရေးလေလာတုံးတဲ့သူတွေကဝေဖန်ကြတာလည်းရှိတယ်အဲ့တော့ ကျွန်တော်တို့တိုင်းရင်းသား region တွေဒီတိုင်းသား ethnic ဒီ group တွေကိုဖယ်ပြီးဖယ်ခဏဖယ်ထားလိုက်လို့ရှိရင် NUG လိုချင်တဲ့ NUG ရဲ့ NUG တဖွဲ့တည်းရဲ့ federal ဒီဥပမာဟိုဥစားအနည်းဆုံးပြောလို့ရှိရင်တိုင်းဒေသကြီးကိုအခြေခံတဲ့ unit မျိုးလားလူမျိုးစုအခြေခံတဲ့ unit မျိုးလားဘလို့ unit ဘလို့ federal ပုံစံမျိုးလဲ NUG ကလက်ရှိဥစားရည်မှန်းထားတဲ့ NUG ကခုနကက ြည်နယ်တွေကိုဖယ်ပြီးစဉ်းစားဆိုတဲ့ဟာကအဲ့ဒါက NUG အနေနဲ့မဖြစ်နိုင်ဘူးဗျ။ဘာလို့လဲဆိုတော့ NUG ကတနိုင်ငံလုံးအတွက်ကိုဒါစုဖွဲ့ထားတဲ့ National Unity Government ဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့တနိုင်ငံလုံးဒီစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ရေးအတွက်ကျွန်တော်တို့ဒါလုတ်လုတ်သွားမှာဖြစ်တယ်ပေါ့နော်။အဲ့ဒီတော့အဲ့လိုအဲ့လိုလုတ်သွားလို့ဒါပြည်နယ်တွေနဲ့ဒီ Federal Unit တွေရဲ့အရေးကိစ္စကိုကျွန်တော်တို့တွေဒါလုံးဝအပြည့်အဝလက်ခံတယ်။ပြည်နယ်တွေမှာပြည်နယ် Federal Federal စနစ်ရှိရမယ်။အဲ့လိုပဲ တိုင်းနေမှာဆိုရင်လက်ရှိတော့တိုင်းလို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့အခုလည်းပဲ federal unit လို့ပြောင်းခေါ်နေရတယ်ရှိတယ် federal unit တွေလည်းသူနည်းသူဟာနဲ့ပေါ်ပေါက်လာကြအောင်ဒါပေမဲ့ NUG ကတော့ကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးကိုခွဲခွဲခွဲပြီးတော့ဒါကတော့ဘသူပိုင်နေဒါကတော့ဘသူပိုင်နေဆိုပြီးတော့ NUG လည်းလုံးခွင့်မရှိသူဘယ်အဖွဲ့အစည်းမှလည်းအခုချိန်မှာလုံးခွင့်မရှိဘူးเนาะဘာလို့လဲကျွန်တော်တို့အများအားဖြင့်ပြောတာ federal democracy federal နဲ့ democracy ကအများအားကျွန်တော်တို့တွဲနေဖို့လိုတယ် နော်အားလုံးမှာခုနကိုဒေတာကိုထူထောင်ရင်ရတယ်ဆိုတဲ့ကိစ္စကတော်တော်များများရှိကြတယ်ဒါပေမဲ့အဲ့ဒါကဒီဒီဒေတာလေးကိုတော့နော်ကျွန်တော်တို့ဒီတိုင်းနေတဲ့ကဒီဒေတာကိုတော့ရောနေဖြစ်ပါစေလို့နော်ဒီဒေတာကို တော့အအညာဖြစ်ပါစေလို့နော်အညာဖက်ဒရယ်လို့လည်းပြောကြတာရှိတယ်အညာဖြစ်ပါစေလို့အဲ့ဒါတွေက NUG မှာလုတ်ပိုင်မှာမရှိဘူးဘာလို့ဆို NUG ကစပြီးတော့တာဝန်ယူတဲ့အချိန်မှာကျွန်တော်တို့ကတိုင်းနဲ့ပြည်နယ်14ခု plus ခုနက အဲကိုဝိုင်အုပ်ချုပ်ခွင့်ရနယ်မြေရှိတယ်နောက်ပြီးနေပြည်တော်ရှိတယ်ဒါက NUG စတင်အုပ်ချုပ်တဲ့အချိန်မှာတိုင်းပြည်ရဲ့ဖွဲ့စည်းပုံအဲ့တိုင်းရှိနေတာအဲ့တော့ NUG ကအဲ့ဒါကိုပဲဆက်ခံထားတယ်အဲ့တော့ဆက်ခံထားတော့အဲ့တော့သခိုင်းတိုင်းကသခိုင်းတိုင်းပဲမကွေးတိုင်းကမကွေးတိုင်းပဲမကိုးတိုင်းကမကိုးတိုင်းပဲရန်ကုန်တိုင်းကရန်ကုန်တိုင်းပဲကချင်ပြည်နယ်ကကချင်ပြည်နယ်ပဲဒါဒီဟာကိုပဲ NUG ကဆက်ခံထားတဲ့သဘောရှိတယ်ဟုတ်ပြီခုနကပြောသလိုအဲ့လိုမျိုးလေးစုဖွဲ့မှုပြီးတော့တသက် Federal Unit ထူထောင်နေတယ်ဆိုတဲ့ကိစ္စမှာ NUG အနေနဲ့ကတော့ဒါဒါဒီအပေါ်မှာအခုချိန်မှာ ဖြစ်စေဆိုတဲ့အားမျိုးလောက်ပိုင်ကျွန်တော်တို့မှာရှိမနေသလိုဘယ်အဖွဲ့အစည်းမှလည်းရှိမနေဘူးအဲ့ဒါကတစ်ချိန်ချင်း transitional period ပေါ့နော်ဒီတော်လန်ရေးပြီးွားလို့ transitional period ရောက်ပြီဆိုရင်အဲ့ data မှာရှိနေတဲ့ကျွန်တော်တို့ပြည်သူလူထုရဲ့သဘောထားနော်အဲ့ဒါတွေအပေါ်မှာအခြေခံပြီးတော့ဒီ data ကပြည်သူတွေရောဟုတ်ပြီဒါငါတို့ဒီနေရာတွေကိုပေါင်းပြီးတော့ငါတို့ရောနယ်အဖြစ်နဲ့ရော federal unit အဖြစ်နဲ့လောက်ကြမယ်နော်ဒီနေရာတွေပေါင်းပြီးတော့ငါတို့အညာ federal အနေနဲ့တိစောက်ကြမယ် အဲ့လိုပဲတနေ့တိုင်းနေအကုန်လုံးပေါင်းပြီးတော့တချို့ကလည်းရှိသေးတယ်ခုနကအဲ့လိုမျိုးနယ်လေးရှိတယ်နယ်လေးရှိတယ်လို့တချို့ကျတော့လည်းတိုင်းနေအကုန်ပေါင်းပြီးတော့မမာပြည်နယ်ဆိုပြီးတော့လုံးကြပါဆိုတာလည်းရှိသေးတယ်အဲ့အဲ့ဒါဆိုရင်ခုနကအဖွဲ့နဲ့သဘောထားမတူတော့ဘူးလေနော်အဲ့တော့ပြောချင်တာကအခုကတော့အဲ့လိုစဉ်းစားချက်တွေကမျိုးစုံပဲအဲ့မှာ NUG ရဲ့စဉ်းစားချက်ကဘာလဲဆိုတော့ NUG ကတော့ပြည်အောင်သူတို့ခုလုံးအတွက်စဉ်းစားပြီးလှုပ်လှုပ်တယ်ခုနကကိစ္စရင်းနဲ့ပတ်သက်ပြီးအခုချိန်မှာကျွန်တော်တို့ဘာမှ အဲအမှတ်ချက်မရှိဘူးကျွန်တော်တို့ကတော့တချင်ချင်း transition နဲ့ရောက်တဲ့အခါမှာအကိစ္စတွေကိုပြည်သူလူထုရဲ့စံနာပေါ်မှာအခြေခံပြီးဆုံးဖြတ်ကြဆွေးနွေးကြတော့ဒီဥစ္စာကကျွန်တော်တို့ဒီပြီးခဲ့တဲ့အာကျွန်တော်မှတ်မိသလောက်အာပြီးခဲ့တဲ့ထုတ်ပြန်ချက်ပေါ့နော်ကျွန်တော် date တော့မှတ်မိတော့ NUG ရဲ့ NLD ရဲ့ CRPH ရဲ့ NUCC ရဲ့နောက်ပြီးတော့အာ Chain Brotherhood ရဲ့ထုတ်ခဲ့တဲ့ကြေညာချက်ထဲမှာနံပါတ်6 byte 6နံပါတ်6မှာပါတယ်ကျွန်တော်တို့အချင်းချင်းအချင်းချင်းထဲမှာတော်လိုင်းအင်အားစုအချင်းချင်းထဲမှာနေမြေဒေတာ အကြကျွန်တော်တို့ရဲ့အငဲပွားမှုတွေရှိတယ်။နော်အဲ့ဒါအဲ့ဒါအကုန်လုံးမှာရှိတယ်။နော်ဆိုပါစို့ကချင်နဲ့ဒီ TNL နဲ့ကြားမှာလည်းရှိတယ်။နော်ဒါပြဿနာလေးတွေရှိတယ်။အဲ့လိုပဲချင်းနဲ့ရခိုင်ကြားမှာလည်းရှိတယ်။အဲ့လိုပဲအဲ့ကျွန်တော်တို့တိုင်းနေတဲ့အလဲပိုင်းတိုင်းမှာလည်းခုနကပြောတဲ့ဟာမျိုးလေးတွေရှိတယ်ပေါ့နော်။အဲ့လိုပဲတနင်္လာရီဆိုလည်းတနင်္လာရီပေါ့စသဖြင့်ပေါ့။အဲ့လိုပဲပဲခူးတိုင်းမွန်တို့ဆိုရင်လည်းဒီကရင်နဲ့ဒါနယ်မြေပြဿနာတွေရှိတယ်ပေါ့နော်။အဲ့အဲ့ဒီဟာတွေရှိတာမှန်တယ်ဒါပေမဲ့အဲ့ဒီဟာတွေကိုကျွန်တော်တစ်ချိန်ကြာရင်ဖြေရှင်းရမယ်။အဲ့လို ဖြစ်ရှင်းတဲ့အခါမှာကျွန်တော်တို့အချင်းချင်းကြားမှာဖြစ်တဲ့ပြဿနာတွေဖြစ်တဲ့ကြောင့်မလို့လက်နက်ကင်နီးနဲ့မဟုတ်ပဲနဲ့ပေါ့နော်ကျွန်တော်တို့အချစ်ချစ်ရလေလေကျွန်တော်တို့ဆွေးနွေးသောနီးဖြစ် ပေါ့နော်ဆွေးနွေးပြီးတော့မှကျွန်တော်တို့ဆောင်ရွက်ကြမယ်ဆိုတဲ့အချက်ကိုအဲ့နံပါတ်6ထဲမှာကျွန်တော်တို့ထည့်လာတာရှိတယ်နော်အဲ့အဲ့ဒါတိတ်အရေးကြီးတယ်နော်ကျွန်တော်တို့အချင်းချင်းကြားထဲမှာပြဿနာတွေရှိတယ်ကျွန်တော်တို့မှာကို ကိုယ့်ရဲ့ရည်မှန်းချက်လေးတွေပေါ့နော်ကိုဟိုကိုပြည်နယ်အတွက်ပဲဖြစ်ဖြစ်ကိုဒေသပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရည်မှန်းချက်တွေရှိတယ်ဒါတွေအကုန်လုံးရည်မှန်းချက်အနေနဲ့မျှော်လင့်ချက်အနေနဲ့ထားတာတွေကိုကျွန်တော်တို့ဘာမှမပြောလို့ဘူးဒါပေမဲ့ဘယ်သူကအဆုံးဖြတ်ပေးမှာလဲပြည်သူကပဲအဆုံးဖြတ်ပေးမှာအဲ့တော့အဲ့အဲ့အဖွဲ့အစည်းတွေကတော့ငါတို့အဆုံးဖြတ်ပိုင်ခွင့်ရှိတယ်တော့လုပ်လို့မရအောင်နော်အဲ့တော့အဲ့ဟုတ်ပြီကျွန်တော်ကဒေသတစ်ခုကဒေသဒီဒေသကိုတော့ငါတို့ဘာနာမည်တက်ပြီးတော့ Federal Unit တစ်ခုဖြစ်ငါတို့ထူထောင်နေတယ်ကွာဆိုတဲ့ကိစ္စကိုโอเคပြည်သူကလက်ခံလားပြည်သူလက်ခံရင်တော့လုပ်ကြပါဦး ပြည်သူကလက်မခံဘဲနဲ့အဖွဲ့အစည်းတစ်ခုကငါတို့ကပြည်သူကိုကိုးစားပြုတယ်ငါတို့လက်ခံရင်ပြည်သူလည်းလက်ခံတယ်လို့ယူဆလို့ရတယ်ဆိုတာမျိုးတော့အလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဒါကတော့ NUG ရဲ့လက်ရှိဒီအခြေအနေပေါ်မှာထားတဲ့သဘောထားလို့ပဲပြောချင်ပါတယ်လို့အဲကျန်ခုနပြောရတဲ့အထဲမှာတော့ဟိုပါတယ်ပေါ့နော်ဟိုဒီတခြားဒီလက်နက်ကန်အဖွဲ့တချို့နဲ့ပေါင်းပြီးတော့မူဝါဒ6ချက်ဆိုတာမျိုးထုတ်ပြန်ထားတယ်ဆိုတာမျိုးပြောတယ်အခုကတော့ဆရာ all inclusive ဆိုတဲ့အပိုင်းကိုပြောမှာပေါ့နော်ဆရာအဲ့လိုမျိုး all inclusive ဖြစ်တဲ့ နိုင်ငံရေးအရ all inclusive ဖြစ်တဲ့ဘုံသဘောထားအခုချိန်ကြီးမရသေးဘူးဆိုမရရည်ဥစ္စာမရသေးတာကိုတွေ့ရတယ်နောက်တစ်ခုအဲ့ဘက်မှာပဲတစ်ဖက်တခြားတစ်ဖက်မှာတောင်းဆိုချက်တစ်ခုကလည်းကြားရတယ်အဲ့ဒါကတော့တော်လန်ရေးတက်ပေါင်းစုဆိုတာမျိုးပေါ့နော်ဆရာအဲ့ဒါတွေအကုန်လုံးရဖို့ခက်ခဲနေတဲ့အဓိကအကြောင်းရင်းကအခုထိခက်ခဲနေတဲ့အကြောင်းရင်းကဘာဖြစ်မလဲဆရာဟုတ်ခဏခဏလေးနော်ခဏလေးဟုတ်ကဲ့ဟိုပါလေး အဲအဲ့အရာတွေကအရင်အရေးကြီးတယ်ဆိုတော့ကျွန်တော်တို့နားလေသဘောပေါက်တဲ့အတွက်ကြောင့်တောက်လျှောက်လေစူးစမ်းနေတာရှိပါတယ်เนาะအဲ့တို့ကြောင့်မို့အခုချိန်မှာဆိုနိုင်ငံရေးကသဘောတူညီမှုတွေကအားလုံးပါဝင်ပြီးတော့သဘောတူတဲ့သဘောတူညီချက်တစ်ခုကတော့မရသေးတဲ့အတွက်ကြောင့်မို့ကျွန်တော်တဖြည်းဖြည်းနဲ့ပို့ပို့ပြီးပါဝင်လာအောင်ပေါ့เนาะခုနကပြောလို့ခုနက6ချက်ဆိုရင်လည်းပဲအဲ့6ချက်တည်းမဟုတ်ဘူးเนาะအခြားအရာတွေပါသေးတယ်ကျွန်တော်ကဒီ6ချက်ကိုပဲနိုင်ငံရေးဥတီချက်ဖြစ်နေလို့ကျွန်တော်အများအားဖြင့်ပြောရနေတာပေါ့အမှန်တမ်းပြောရင်တော့အဲ့ထက်မှအခြားသောလုပ်ငန်းစဉ်တို့ အဲကျွန်တော်တို့ဟို stand our stand ပေါ့နော် stand ပေါ်ရက်တီချက်လို့ဒါကြီးလည်းပါသေးတယ်အဲအဲ့ဒါကြီးဆိုရင်လည်းပဲကျွန်တော်တို့ကပထမ NUG plus K3C ပေါ့နော်ပြီးရင်အခြားအဖွဲ့တွေအချို့ပါတယ်ပေါ့ပြီးရင်အဲ့ဒီဟာအောင်မှာနောက်တစ်ခါထပ်ပြီးတော့အခုဆိုရင် NUCC CRPH NLD နောက်ပြီးတော့ Chamber လာကိုထပ်ပါလာတယ်ပေါ့အဲ့တော့ပြောချင်တာကကိုရသလောက်နဲ့အရင်စုတယ်ပြည့်ရကောင်တဖြည်းဖြည်းနဲ့ဒါဒီဒီသဘောတူညီမှုကိုပဲအားလုံးပို့ပို့ပြီးတော့ပါဝင်လာအောင်ထပ်ထပ်ပြီးတော့ကျွန်တော်တို့ participation ပိုများလာအောင်လုပ်ကြရဲဆိုတဲ့အခြေအနေမျိုးကိုတော့စူးစမ်းနေရတာပေါ့နော်။ဘာလို့ဆိုတော့ ကျွန်တော်တို့အဲမှာလည်းအားလုံးစုံတဲ့သပွဲဝိုင်းတစ်ခုမှာထိုင်နေထိုင်နိုင်မဲ့အချိန်ကိုစောင့်နေရတယ်နော်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ရာသလောင်းနဲ့စုရာသလောင်းနဲ့သဘောတူညီချက်ယူပြီးရင်ဒီထဲမှာပုံပုံပြီးတော့ထပ်ပြီးပါဝင်နိုင်အောင်ဆက်ဆက်လက်ပြီးတော့ကြိုးစားပါတော့ဒီလိုပုံစံနဲ့ကျွန်တော်တို့တွားနေရတဲ့အချိန်တွေရှိပါတယ်လို့အဲ့တော့ကြောင့်မလို့အခုဆိုရင်ဒါခုနကအဲသဘောတူညီချက်တွေဆိုရင်လည်းဒါအားလုံးအဲ80ရာခိုင်နှုန်းလောက်ကသဘောတူတဲ့အခြေအနေမျိုးတွေရှိလာသလိုအခုဘာထက်လုပ်နေလို့ကျွန်တော်တို့ after ဆိုပြီးလုပ်နေတာရှိတယ်ကျွန်တော်တို့မှာ road map 12ချက်ရှိတယ် Federal Democracy Charter ရ Roman 12ချက်ရှိတယ်အဲ့ Roman 12ချက်ရဲ့အာနံပါတ်6အချက်ကနော်အတွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုတာရှိတယ်အော်အဲ့ဒီဟာကအတွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေက draft တွေရှိတယ်အညူကြီးက draft ဆွဲပြီးတင်ထားတာရှိသလိုအခြားသောအဖွဲ့တွေဆွဲနေတဲ့ draft တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ draft တွေကများပြီးတော့ဒီဟာကြီးကိုတော့အတည်ပြုနိုင်မှုအတွက်နည်းနည်းအညူစီအညူစီစီဘက်မှာနည်းနည်းတက် ဟိုဟိုဘယ်လိုခေါ်အောင်လဲနှောင့်နှေးနေတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဓာကြီးကိုဘာနဲ့ကြော်ကိုစူးစမ်းလဲအခုကျွန်တော်တို့ after ပေါ့နော် AFTA ဆိုတာ Article of Federal Transitional Arrangement ပေါ့နော်ဒီဒီဒီ transitional ကာလအတွင်းကူပြောင်းရေးကာလမှာသွားမဲ့เนาะကျွန်တော်တို့အတွင်းကပြောင်းရေးဆိုင်ရာဒီကျွန်တော်တို့ transitional arrangement ပေါ့အစီအမံတစ်ခုပေါ့အဲ့ဒီဟာကို after ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ရေးဆွဲနေတာရှိတယ်အဲ့အဲ့အဲ့ဒီရေးဆွဲမှုထဲမှာတော့ ျွန်တော်တို့ဒီထက်ပို့ပြီးတော့ဗောနော်ခုနကကျွန်တော်တို့ရတာသဘောတူညီချက်တွေကိုအခြေခံပြီးတော့ဒီထက်ပို့တဲ့အဖွဲ့တွေပါထပ်ပါလာအောင်ကျွန်တော်တို့စ조사ဆောင်ရွက်နေတာရှိပါတယ်လို့အဲ့ဒါလည်းဒီနှစ်ကိုဒီနှစ်မကုန်ငယ်ဗောကျွန်တော်တို့ target ထားတာကတော့ဒီအချမ်းဘတ်ဆေးဥစုကလုံးမဲ့အဲတရားမဝင်တူအောင်ရွေးကောက်ပွဲမတိုင်ခင်ကိုဒီလိုမျိုးအားလုံးပါဝင်နေဗောနော်အားလုံးပါဝင်နေနိုင်ငံရေးသဘောတူညီချက်အချို့အဲကျွန်တော်တို့ရရှိနိုင်အောင်ဆိုပြီးတော့ကျွန်တော်တွန်းပြီးတော့ဒါဆောင်ရွက်နေတာလေကျွန်တော်တို့ရှိတယ်အဲ့တော့ after လုပ်ငန်းစဉ်ကိုကျွန်တော်တို့ဆောင်ရွက်နေတာရှိတယ်အဲ့အဲ့ဒါတွေအပြင် ဒီတချို့တော့နိုင်ငံရေးအဖွဲ့အနေနဲ့ခုနကဒါကတော့ဟိုပေါ့နိုင်ငံရေးရသဘောတူညီမှုပေါ့နော်ပြီးရင်ခုနကတပ်ပေါင်းစုဆိုတဲ့ကိစ္စကိုဆက်ပြောရရင်ဒီတပ်ပေါင်းစုဆိုတဲ့ကိစ္စကလည်းကျွန်တော်တို့လည်းအများအားကြိုးစားတယ်အဲ့ဒါလည်းပဲအခု NUG မဟုတ်ဘူးပေါ့နော် NUG နောက်မှာ ပေါ်လာမဲ့ဒီ transitional government တစ်ခုခုပေါ့အဲ့ဒါက TNUG လည်းဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့ကတော့ဘယ်လိုဖြစ်လဲကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့တေချာတာတစ်ခုကတော့ကျွန်တော်နိုင်ငံမှာပြည်တော်စုတစ်စုလုံးကိုကိုးစားပြုမဲ့အစိုးရလိုတယ် နော်အဲ့တော့အပြောင်းအလဲတစ်ခုစုလို့ကိုသားပြုတဲ့အစိုးရကလည်းလက်ရှိ NUG အပြင်ပေါ့နော်ထပ်ပြီးတော့တော်လိုင်းအင်အားစုတွေရပါထပ်ပြီးတော့အားဖြည့်နိုင်မယ်ဆိုရင်တော့ဒါပို့ပြီးတော့ကောင်းတယ်ပြည်သူလဲဒါလိုလားတဲ့လိုလားချက်ဖြစ်တယ်ပေါ့အဲ့အဲ့ဒီဟာကို NUG ကလည်းအပြေဝလက်ခံတယ်နော်အဲ့ coalition government ပေါ့နော်အလုံးပူးပေါင်းထားတဲ့ဒီတပ်ပေါင်းစုပြည်အောင်စုအစိုးရကြီးတစ်ခုပေါ်လာဖို့ဆိုတဲ့ကိစ္စလည်းအလုံးကျွန်တော်တို့ NUG ဘက်ကလည်းဒါကိုလက်ခံထားပြီးဖြစ်တယ်လို့ဒီတိုင်းသားတော်လိုင်းအင်အားစုတွေထဲမှာလည်းဒီဟာ ငါတို့တိုင်းပြည်အတွက်အပြောင်းလဲအတွက်လိုအပ်ချက်ဖြစ်တယ်ဆိုတော့နားလည်သဘောပေါက်ပြီးတော့ဒီဟာတခုဖော်ဆောင်နိုင်ဖို့လည်းပဲကျွန်တော်တို့စူးစမ်းနေတာရှိပါတယ်လို့အဲ့တော့အခုလောလောဆယ်ကတော့ကျွန်တော်အဲ့လောက်ပဲပြောလို့ရမယ်ပေါ်ပေါက်လာတဲ့ဟာကဘလို့နာမည်နဲ့ဘလို့ပုံစံမျိုးပေါ်ပေါက်လာမလဲဆိုတဲ့ကိစ္စကတော့ဒါဆွေးနွေးနေစေအဆင်ပါပဲရှိပါသေးတယ်လို့ဟုတ်ပြီ